ဂျရှွာဘန်ကတော့မြန်မာနိုင်ငံကိုပြန်လာတော့မယ့်အကြောင်းကိုပြည်သက်တီကိုရင်ဖွင့်လာခဲ့ပါပြီ။ဂျရှွာဘန်ဟာမြန်မာနိုင်ငံကိုတတော်ချစ်ပါတယ်။မြန်မာပြည်သက်တီရဲ့အလုံးလိုက်အရင်လိုက်အာဘီမှုတွေကသူ့ရဲ့ရင်ထဲကိုတတော်လေးကိုထိစေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သူတိပြတော်သူ့ရဲ့မွေးရမြို့ကိုပြန်လာခြင်းနဲ့ပေါ့နော်။အခုဆိုရင်တဲ့ Donald Trump ကလည်း ူ့ရဲ့စီမင်းသစ်တွေနဲ့မြန်မာနိုင်ငံကိုပါဘန်းလိုက်တာဖြစ်တဲ့ပေါ့သူ့နိုင်ငံကိုဒါဒုက္ခသည်တွေကိုလည်းအဝင်မခံတော့ဘူးဒါကြောင့်မလို့ကျွန်တော်ရဲ့အမျိုးတွေမြန်မာနိုင်ငံကပြည်သူတွေဒါအမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်မရတော့တာဖြစ်တဲ့အတွက်တော်တော်လေးကိုဒုက္ခရောက်ချရတယ်ဒါကြောင့်မလို့เนาะသူတို့ရဲ့အခြေအနေလေးတွေကိုလည်းသွားကြည့်ခြင်းနဲ့ ကိုရမွေးရမြန်မာအနာသွားယူခြင်းနဲ့မြန်မာနိုင်ငံကလူငယ်လေးတွေကိုလုံပေးချင်တာလေးတွေရှိတယ်ဆိုပြီးတော့ဂျက်ရှွာဘန်ကပြောသွားခဲ့တယ်ပေါ့လေဂျက်ရှွာဘန်ရဲ့အင်တာဗျူးကိုပြန်လည်ကြည့်မယ်ဆိုရင်ပေါ့နော်ဂျက်ရှွာဘန်ကမြန်မာပြည်သူတွေကကျွန်တော်ရဲ့လှူရှာမှုတွေရှင်းပြန်ကစားမှုတွေအလုံးကိုစောင့်ကြည့်အားပေးကြတာအရန်ကမှချိန်နဲ့ဆရာကောင်းပါလေတဲ့မြန်မာမျိုးစစ်တဲ့လူငယ်လေးတွေကလည်းခုလိုမျိုးလမ်းသိပ်ဖောင်ရင်ကိုကိုလှုပ်ပြခြင်းနဲ့ဆန္ဒလေးတွေပြင်းပြနေကြတာပါ အဲ့လိုလေးတွေမြင်ရကြတော့ပြောရပြအခြေလေးကျင်တဲ့တဲ့အယူသားဆုံးပြောရင်ကျွန်တော်နိုင်ငံကိုမပြန်ဖြစ်တာအတော်ကြီးကိုကြာနေပါပြီတဲ့ချန်ပီယံကပတ်ကြီးရရင်တော့အတိုင်းသာတစ်ခုကြီးအနားယူရင်အဲ့ဒီကိုပြန်အနားယူတာမျိုးလေးရှိကောင်းရှိမှာပါဘာလို့လဲဆိုတော့ပွဲတပွဲထိုးပြီးတိုင်းကိုယ်စိတ်တက်ကနောက်ပွဲပဲတော့လေဘယ်ချိန်ပြန်ထိုးရမလဲဆိုရိပုံစံမျိုးပဲရှိပါ रे အဲ့ဒီတော့ချန်ပီယံဖြစ်ပြီးတော့ကိုယ့်ရဲ့မွေးရမြေကိုအေးအေးစစ်စစ်ပြန်ပြီးနားချင်ပါ रे ဆိုပြီးတော့ဂျက်ရှွာမန်ကမြန်မာနိုင်ငံရဲ့အချင်းကြီးနဲ့ပတ်သက်ပြီး သူရဲ့ခန်းစားချက်တွေကိုလည်းပြောသွားတယ်။မြန်မာနိုင်ငံကိုပြန်လာချင်တဲ့အရာတွေကိုလည်းပြောသွားတယ်အထွတ်မြန်မာပြည်သက်တွေကတော့ဂျက်ရှွာဘန်မြန်မာနိုင်ငံပြန်လာရင်တော့လေးစိတ်မှသွားကြည့်မယ်ဂျက်ရှွာဘန်နဲ့တွေ့မယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေပြီလေဖြစ်ပါရင်နော်